မန္တလေးမြို့ပြည်ကြီးတုံမြို့နယ်မှာမီးဘုံပြန်ပြက်ကြမှုကြောင့်လူနေတလုံးမီးလောင်မှုအော်တိုဝါ9ရက်ည9:26မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပြည်ကြီးတုံမြို့နယ်56အေလန်းနဲ့56လမ်းကြောင်း119လမ်းနဲ့လမ်း120ကြောင်းတင်မန်းကုန်းရက်ကွက်မှာရှိတဲ့ ေး20ပတ်လည်သုံမိုးထရန်ကပြင်ခင်းနှစ်ထပ်အိမ်ခေါင်မိုးပေါ်ကိုမိဘုံပြန်ပြက်ကြပြီးမိလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနကသတင်းရရှိပါရယ်မိလောင်မှုကြောင့်သုံမိုးထရန်ကပြင်ခင်းနှစ်ထပ်အပေါ်ထပ်မိလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါရယ်မိလောင်မှုကိုပြည်ကြီးတကောမြို့နယ်မိသက်ဦးစီးမှုဦးဆောင်ပြီးခရိုင်မိသက်စခန်းမြို့နယ်မိသက်စခန်း၊ဇာမြင့်စွဲအယံမိသက်စခန်း၊ရာတော်အယံမိသက်စခန်း၊စာလုံးအယံမိသက်စခန်း ကာကြီးအယံမီသက်စခန်းတို့ကမီးငိမ့်သက်ရင်တွေလောကပါလာအယံမီသက်နဲ့တင်မန်ကုန်းအယံမီသက်စခန်းတို့ကရေသိမ်းရင်တွေစုစုပေါင်းမီးငိမ့်သက်ရင်၈စီရေသိမ်းရင်၂စီတန်တီတက်ဖွဲ့ဝင်25ဦးအယံတက်ဖွဲ့ဝင်90ဦးနဲ့တွားရောက်ငိမ့်သက်ခဲ့ရာည9:34မိနစ်မှာမီးထိန်းနိုင်ခဲ့ပြီးည9:38မိနစ်အချိန်မှာမီးလုံးဝငြိမ်းခဲ့တယ်လို့သိရပါတယ်။ လူနေအိမ်ပေါ်ကိုပြုံးပြန်ပြက်ကြတာကြောင့်မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်အမှုဖွင့်အရေးယူဆောင်ရွက်ထားခြင်းမရှိဘူးလို့သိရပါတယ်။အော်တိုဝါ6ရက်တရင်ကျွန်းလာပြင်းနဲ့ညပိုင်းကလည်းမန္တလေးမြို့ပြည်ကြီးတကုံမြို့နဲ့131လမ်း132လမ်းနဲ့59ဖီလမ်းမှာနှစ်ထပ်အိမ်တိုင်းရဲ့အင်ခေါမိုးပေါ်ကိုမီးပုံးပြန်ပြက်ကြရာကနေမီးလောင်မှုဖြစ်ပွားခဲ့သေးပြီးမီးပုံးပြန်ပြက်ကြမှုကြောင့်နှစ်ရက်ဆက်တိုက်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။